နရသူပြေးနေတဲ့ခြေထောက်တွေမှာဖနှက်ရဲလို့မပါတော့။စုံညာခလုတ်တွေတိုင်းမိပြီးသွေးတန်တရေရေ။ဖုံနေကြတဲ့ခြေလန်းတွေမရိုင်းအောင်ထိန်းထားပေမဲ့တစ်ချက်တစ်ချက်ရိုင်းသွားတယ်။ဒါပေမဲ့လည်းအရှိန်ကတစက်လေးမှမလျော့။မြေနီလန်းတွေကနေလေကွင်းပြင်ကိုဖျက်ပြီးပြေးဖို့ပြင်နေ။အဝေးကနေမြင်ရတဲ့တမယံကြီးကိုလမ်းကြည့်ပြီးပါဇက်ကနေလည်းဆူတောင်းမှုတွေရေရွရေအရှိန်ပုံမြင့်အောင် ပြေးလိုက်တယ်။ ချော်လေးကြသွားလိုက်ကုံယုံပြန်ထပြီးပြေးလိုက်နဲ့တကူလုံးကြုံရင်မဟိုက်နေတယ်မဆိုင်ပဲကြလာတဲ့မျက်ရည်စားတွေကိုလည်းတုတ်ဖို့တည်မရမြေဟိတန်တွေကြားနေရတယ်မြင်းခွာတွေမြင်နေရတယ်ကြာပုတ်တန်နေနဲ့အတူမြင်းတွေကစုံပေါက်ပြီးစန့်ကျင်ဘက်အရက်ကိုသွားတာကိုမြင်ရပြန်တယ်မြင်းခွာတွေစုစုပေါင်း16ခုမြင်းက၄ခု မြေဟိတန်တွေစုညံသွားတာနဲ့တပြိုင်နက်သူမရဲ့ခြေလမ်းတွေတုန်ငနေရက်သွားပြီးမြေကြီးပေါ်ကိုပုံလျက်သာလဲကျသွားတယ်။သူမရှင်ဘတ်တွေနားကျင်နေရပြီ။သူမရဲ့ခေါင်းမော့ကိုမိုးကြိုပြစ်ချလိုက်တယ်လို့ခံစားရပြီ။နေရာမှာတင်အငွေ့ပြန်ပျောက်ဆုံးသွားတဲ့အလားပဲ။မြေရေးကြဖို့ကိုတတိမရတော့ပဲလက်ထောက်လိုက်တဲ့မြေကြီးကိုညာဘက်လက်နဲ့ဆုပ်ကိုင်လိုက်ပြီးနားကြီးမုန်တီးစွာနဲ့ဓမယံကြီးကိုကြည့်ရင် ်တန်တရာဘဝအဆက်ဆက်သူဤလောင်မြတ်ခြင်းကိုဖန်ကြီးရတဲ့သူ ဖြစ်ပါစေ။ဖမုံတရားတွေရှိကြပြီးကျွန်တော်မျိုးမရှိဒူထောက်ရတဲ့သူကျွန်တော်မျိုးမချက် နေကြတဲ့သူဖြစ်ပါစေ။စပယ်ပန်းရနတ်တွေကဘာလို့ညနေဘက်တွေမှာပုံမွေးရတာလဲ။ဒါမှမဟုတ်ဒီနေရာကပဲစပယ်ပန်းတွေကိုပုံမွေးစေတာလား။တယောက်တည်းဓမ္မတိုင်းပြီးတောင်အီမြောက်အီရှောက်စင်းစားနေတဲ့သူမရဲ့အတွေ့ကိုသူမရည်ချင်မိတယ် သူမထိုင်နေတဲ့အရှိမလန်းမကန်းမှာစပယ်ယုံတယုံရှိတယ်စပယ်ပန်းအဖူးလေးတွေအများကြီးအဲ့ဒီအထဲမှာမှစပယ်ပန်းလေးနှစ်ပွင့်ကရှင်တွဲပြီးပွင့်အားနေလိုက်တာသူမအဲ့ဒီပန်းလေးကိုခူးတဲ့မခူးတဲ့စဉ်းစားလိုက်ပြန်တယ်ပင်ရချက်မှာပုံမွေးတာပန်းတဘာဝမို့ဒီအတိုင်းလေးကြည့်နေတာကကိုအစဉ်ပြေတယ်လို့သူမအတွေ့ဝင်မိတာနဲ့တပြိုင်နက်သူမစပယ်ပန်းလေးကိုခူးဖို့လက်လျှော့လိုက်တယ် ဒီဦးရင်လေးအတွင်းမှာပဲသူမအစောစားကြီးပြင်းလာခဲ့တာဒီဦးရင်လေးအတွင်းမှာပန်းမျိုးစုံတွေကိုသူမလက်နဲ့ကိုယ်တိုင်စိုက်ပြူလာခဲ့တာဒီစပယ်ယုံကိုလည်းသူမကိုယ်တိုင်မျိုးယူပြီးစိုက်ပြူပေးခဲ့တာပဲမဟုတ်လားနောက်ပြီးမိုးမခပင်တွေ သူမအတွက်ရတစိုက်ပြူပေးခဲ့တဲ့မိုးမခပင်တွေလေနင်ကကိုပြောစရာရှိရဆိုတန်းရဲ့အနောက်နာကနေရတရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတော့လန့်သွားပြီသူမရဲ့အတွေးတွေကြက်ပြောက်ငှက်ပြောက်ပျောက်ဆုံးကုန်တယ် အနောက်ဘက်ကနေပတ်ပြီးသူမရဲ့ဘေးမှာရတဝင်ထိုင်ပြီးသူမစီကပြောစရာရှိတယ်ဆိုတဲ့စကားကိုစောင့်မျှော်နေတယ်။သူမကတော့လမ်းဘက်ကိုမျှော်ငေးရင်ဖူးဖူးပြန်မလာသေးဘူးနော်ညနေ6:00နာရီရှိပြီ။အပြင်ဘက်မှာနေရောင်မရှိတော့ဘဲအမောင်တို့ကကြီးစိုးလာပြီးမို့သူမစိတ်ပူနေရပြီ။ရတကဘာမှပြန်မပြောဘဲတက်ပြေးချလိုက်တော့ရတရဲ့မျက်နှာကိုစိုက်ချပြီးရတငါတို့ဖူးဖူးကိုတော်တော်ထိမှဖြစ်တော်မယ်။ ရတားကမျက်မှောင်ကျုပ်လိုက်ပြီးတခုခုကိုစဉ်းစားကပြောတဲ့မပြောတဲ့ဝေခွေမရအဖြစ်ပုံပေါ်တယ်။သူမကတော့အဲ့ဒါကိုမရင်မိပဲ။အဓိကကတော့အစိတ်ကစားတာ။နင့်အပေါ်ကိုလိုလာချက်ပုံပြီးတန်ရောစင်တွေအယောင်ပြောင်းနေတာ။အဲ့ဒါကိုနင်သိရဲ့လား။ရတားတမ်းမော်ကနေထားလိုက်ပြီးသူမကိုကြောက်ခိုင်းလိုက်ခါမဖြစ်နိုင်ပါဘူးလင်းရဲ့။မဖြစ်ရင်အကောင်းဆုံးမော်ရတားရဲ့ဖြစ်လာခဲ့ရင်ဘာလို့မလဲဆိုတာကိုအနေရောငါပါအကျိုးစဉ်းစားထားရမှာ ဖူဖူတို့အရွယ်ကအနည်းဆုံးမှရှိတဲ့သူအပေါ်တာယာတက်တယ်ချစ်ခင်လေးစားရင်ခံစားချက်တွေနေရာချမှားတဲ့အရွယ်လေးတွေငါကကြီးမှအမျက်ရှိပေးနေနိုင်တာမဟုတ်ဘူးအမေကြီးကလည်းအသက်အရွယ်ရလာတော့ဖူဖူကိုအရင်ကလားဩစာမညောင်းတော့ဘူးငါရတားကအစမပြောပဲသူမရှိရာဘက်ကိုပြန်လဲလိုက်ပြီးသူမရဲ့မျက်လုံးကိုတဲ့တဲ့စိုက်ကြည့်လိုက်တယ်သူမရဲ့မျက်နှာအရေးအခြေကိုအကဲခတ်လိုက်ပြီးငါအခုကိုကိုထိန်ချုပ်နိုင်တာနင်အသိဆုံးမှာ ရတားရဲ့မျက်ဝန်းတွေကိုရင်မဆိုင်နိုင်ရဲ့လို့သူမအကြည့်ကို လမ်းမဘက်သို့ပို့လိုက်တယ်။ရတားကစကားလွဲတဲ့သဘောနဲ့နေငါကိုပြောစရာရှိရဲဆိုတာဖူဖူအကြောင်းမဟုတ်ဘူးမလား။သူမကိုနားလဲတဲ့သူကကဘာပေါ်မှာရတားကနံပါတ်1ပဲ။သူမရဲ့မျက်နှာကိုကြည့်ပြီးသူမဘာဖြစ်နေတယ်လဲ၊ဘာဖြစ်ချင်တာလဲဆိုတာကိုငယ်ငယ်လေးတည်းကခံမနိုင်တဲ့သူ။အခုလဲဖူဖူကိစ္စကို သူမပြောချင်တာမဟုတ်ပဲ။အခြားကိစ္စတခုခုရှိရဲဆိုတာတန်းတည်နေတာ။ ဒါပေမဲ့သူမအခုချိန်မပြောချင်သေးဘူး။ရတားကဒန်းရဲ့ခက်လန်းလန်းကစပယ်ယုံစီရှောက်သွားလိုက်ပြီးပွင့်နေတဲ့စပယ်ပန်းနှစ်ပွင့်ကိုခူးလိုက်တယ်။သူမကတော့ရတားရဲ့လှုပ်ရှားမှုတွေကိုဒီအတိုင်းကြည့်နေမိတယ်။ရတားကစပယ်ပန်းကိုခူးလိုက်တယ်။သူမကိုပေးဖို့အတွက်ဆိုတာလေသူမသိနေတယ်။အဲ့ဒီအချိန်လမ်းမထက်ကကားတန်ကြလို့နှစ်ယောက်သားလမ်းကြည့်လိုက်တဲ့အခါမှာတော့ Channel ကိုကားတစ်စီးဝင်လာတယ်။ ကျော်သူရကကားကိုမောင်းလာပြီးဘေးမှာထိုင်လိုက်တဲ့သူကဖူဖူကားပေါ်ကနေဖူဖူကခက်သွက်သွက်ဆင်းလာတာကိုမြင်တော့ရက်သားနဲ့သူမှစပယ်ပန်းကိစ္စကိုခစ်ကြခဏမေ့သွားကြတယ်ဖူဖူရဲ့အနောက်ကနေကျော်သူရကလည်းပြေးလိုက်လာတယ်ဖူဖူကသူမတို့ရှိတဲ့ဥယျင်ထဲကိုတဲ့တဲ့လာနေတာသူမကိုမြင်ဟန်မတူပဲကြော်ပြီးရက်သားစီသွားတယ်သူမကဖူဖူနာမည်ကိုခက်ကြင်ကြင်ခေါ်လိုက်တော့မှဖူဖူရဲ့ခြေလမ်းတွေရက်သွားပြီးသူမပဲလှဲ့ကား တင်းလင်းသူမဘာမှမပြောပဲဘူဘူးကိုစိုက်ကြည့်နေတော့ဘူဘူးမနေတဲ့အဲ့ဒီအချိန်ကြော်သူရာကဘူဘူးနဲ့အနာကိုရောက်လာပြီးတင်းလင်းရောက်နေတာလားကျွန်တော်တို့နည်းနည်းနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ဖူဖူအစာကြော်သူရာကဝင်ပြောပေးလိုက်တာကိုသူမနားလဲပြီမဲဖူဖူမူပြက်နေတာကိုရိတ်မိတယ်ဖူဖူကမျက်လုံးရှိဝေဝေဖြစ်နေပြီသူမစီအာယုံမရောက်ပဲရတစီကိုသာအကြည့်ရင်းရောက်နေတယ်ရတကဘာမှမပြောပဲအလက်ထွက်ပိုးပြင်းတော့လင်းလေဖူးပြန်ရောက်ပြီ ရတကပြန်လဲလာတော့ဘူဘူးကသူ့ကို စကားပြောမိအခြေနဲ့ဝမ်းသာအားရရှိနေတယ်။ဒါပေမဲ့ရတကဘူဘူးကိုကြောကသူ့မစီလျှောက်လန်းလာပြီးစပယ်ပန်းကိုပေးလိုက်တယ်။ဘူဘူးကိုတစ်ချက်ကြည့်ပြီးနားတော့ဘူဘူးရတဥယျာဉ်ထဲကနေသူ့နေတဲ့စာကြီးတိုက်တဲကိုတပြေးပြေးဝင်သွားတယ်။စပယ်ပန်းနှစ်ပွင့်ကိုလက်ကကင်ပြီးသူ့မဘာဆက်လို့ရမလဲမသိ။အဲ့ဒီအချိန်မှာမိန်းကလေးအဆောင်ထဲကနေအမေကြီးကတူတူချောင်းကင်ပြီးထွက်လာကမိဘူးလာခဲ့။ အမေကြီးရဲ့အတန်ကြားတာနဲ့ပူပူလန့်သွားပြီးသူမရဲ့အနောက်ကိုကွယ်လိုက်ရင်တည်လေပူပူကိုခဲ့ပါအောင်ပူပူရဲ့ဘေးမှာရပ်နေတဲ့ကျော်သူရာကပြပြတလဲဖြစ်သွားပြီးအမေကြီးစီသွားတောင်းမှန်ဖို့လုပ်နေတာကို သူမမြင်လို့လှန့်ကြလိုက်တယ်ကျော်သူရာကိုအဆောင်ကိုပြန်တော့ သူမရဲ့စကားကိုကျော်သူရနားထောင်လိုက်ပြီးယောက်ျားလေးဆောင်ဘက်ကိုခတ်တုတ်တုတ်ပြန်နေမကြားလို့လည်းမရဘူးလေအမေကြီးရဲ့စိတ်ကို သူမအသိဆုံးအမေကြီးကို သူမနဲ့ရတားကလွဲပြီးတခြားဘသူမှမကြားရဘူးသူမကအေးဆက်တုံရင်နေတဲ့ပူပူရဲ့လက်ကိုဆွဲပြီးအမေကြီးစီအလျှောက်သွားလိုက်ရင်အမေကြီးမအိပ်သေးဘူးလားတမီးဒီညာပူပူကိုခေါ်သိမ့်လိုက်မယ်နော်ပြောစရာလေးလည်းရှိလို့ အေးလင်းလင်းချောညီလေအရှိကနေကာစီကာစီနဲ့ကြက်ကြက်အလိုလိုက်ကြာလာရင်ညီကိုပါမထီမြင့်မြင်လှုပ်လာလိမ့်မယ်အမေကြီးကနောက်ထပ်ဘာမှဆက်မပြောတော့ဘဲဂျင်းနဲ့ပုံတော့မရသူမကဖူးဖူးကိုဖူးဖူးရေမိုးချိုးပြီးတီလင်းရဲ့အခန်းထဲကိုလာခင်းတော့အိယာပါတခါတည်းတည်ခဲ့ဟုတ်ကဲ့တီလင်းဖူးဖူးကအမေကြီးကိုမရေကြရေကြည့်ပြီးပေါ်ပွားကြီးတမိအဆောင်ထဲဝင်တော့မယ်နော် အမေကြီးကအစိတ်ဆုံးနေလို့ဘာမှပြန်မပြောတော့ဘူး။ပူပူကတော့သူ့မနဲ့အမေကြီးရှိကနေကုတ်ကုတ်လေးထွက်သွားတယ်။ပူပူရဲ့ကြောပြင်ကိုကြည့်ပြီးသူ့မရောအမေကြီးပါအတိုင်းမင်မချားပဲတက်ပြင်းပြိုင်တူချလိုက်မိတယ်။သူ့မအမေကြီးရဲ့ပခုံးကိုဖက်လိုက်ခါစိတ်လျှော့ပါအမေကြီးရဲ့ခစ်တွေကမတူတော့ဘူးလေ။လိုက်လျောညီထွေးခွင့်ပြုပေးရမှာရင်းရှိလာပြီမဟုတ်လား။သူ့မပြောတာကိုအမေကြီးကအချိန်နဲ့ပုံမရပဲ။ညီကရောဘယ်ခစ်ကတော့ အသက်ကလေး30ပဲရှိသေးတယ်အဘွားကြီးလေတန်းနဲ့ငါပြန်တရားချနေတာညီသူအရွယ်တုန်းကရောအဲ့ဒါလောက်ဆိုးခဲ့လို့လားသူမကကြီးလိုက်ပြီတမီဆိုးတော့ရောအမေကြီးတိမာကြနေတာပဲမမီတို့ပဲတိမာလေတမီကတလတခါလောက်မှအမေကြီးတို့စီလာလဲတော့အဲ့ဒီအချိန်ပဲလိမ်မာတာဖြစ်ရင်ဖြစ်မှာပေါ့အမေကြီးကသူမကိုချစ်မြတ်နိုးစွာကြည့်ပြီးအမေကြီးရဲ့တမီးကဘယ်တော့အခါမှအဲ့လိုမျိုးဖြစ်မှာမဟုတ်ဘူးအမေကြီးယုံကြည်တယ် မပြောင်းလဲတဲ့တစ္ဆာတရားတွေနဲ့မမေကြီးအပေါ်တစ္ဆာရှိတာအမေကြီးရဲ့သမီးလေးနဲ့တာရတပဲရှိတာမုံမခါလို့အရေရောလိုက်တာနဲ့နှွေးထွေးခြင်းနဲ့ချက်ချင်းမြစ်တာတက်တွေစီဝင်လာတယ်လို့ခံစားလိုက်ရတယ်မုံမခါရဲ့အတိုက်အမြုံအောက်မှာသူ့မရောယတပါကောက်ကောက်မုံမုံရှင်းတန်လာကြတာမဟုတ်လားဒီမုံမခါတွေကလူတွေကတနေ့နေ့တစ်ချိန်ချိန်တော့မုံမခါစီပြန်လာကြအောင်မယ်လို့အမေလေးကပြောခဲ့ပူတယ်။သူမမုံမခါစီအချိန်ပေါင်းများစွာပြန်လာခဲ့တယ်။ ။သူမချစ်တယ်မူမခ။သူမကိုချစ်တယ်မူမခ။ငါသမီးလည်းခྱི་ပန်းလာတယ်မဟုတ်လား။သွားနာချေတော့။သိပ်ပြီးဖူးဖူးကိုအလိုလိုက်မနေနဲ့။ငါသမီးဘက်ကကိုချင်းစာပေမဲ့သူ့ဘက်ကအဲ့လိုမမြင်ပဲရောင်းတက်လာလိမ့်မယ်။ဟုတ်ကဲ့အမေကြီး။အမေကြီးကသူမရဲ့ညာဘက်လက်ကလက်ပတ်လေးကိုတစ်ချက်ကြည့်ပြီးဥပဒ်ထံကြောင့်ဥပဒ်မရောက်စေနဲ့မိလေအမေကြီးဒါပဲမှားเสียရှိတယ် အမေကြီးကိုနှုတ်ဆက်ပြီးသူမရဲ့အခန်းထဲကိုရောက်လာခဲ့တယ်။ကောင်းထဲမှာအရှုပ်ထွေးနေတဲ့ကိစ္စနှစ်ခု။တစ်ခုကဖူဖူရဲ့ကိစ္စ၊နောက်တစ်ခုကကိုကိစ္စ။ကိုကိစ္စကိုနောက်မှထားပြီးဖူဖူကိစ္စကိုပဲအရင်ဖြေရှင်းဖို့တွေးရတော့မယ်။လက်ထဲကစပယ်ပန်းနှစ်ပွင့်ကိုအနမ်းရှာရင်းအိတ်ခန်းထဲကိုသူမလေးလန့်စွာရှောက်လာခဲ့တယ်။အခန်းထဲကိုဝင်လိုက်တာနဲ့တန်ရုံးစင်အငွေအသက်တွေကိုသူမရလိုက်တယ်။ အခန်းထဲကိုတစ်ချက်ဝေးကြည့်လိုက်ပြီးပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေမိတယ်။ဒီအခန်းလေးထဲမရောက်တာအနှစ်လရှိပြီ။အရင်ကဆိုတစ်လကိုနှစ်ရက်လောက်အမြဲရောက်နေကြလေ။အခုလတွေအတွင်းပကြီးပြပွဲလေးတစ်ခုအတွက်သူ့ဝပကြီးဆွဲနေတာ။လူချင်းတဲ့ပုံလေးကအခုထိမရသေး။တယောက်ကိုငါးကားစီပါဝင်ရမှာမို့စိတ်ကလှုပ်ရှားနေပြီ။ရေးထားသမျှအစိတ်တိုင်းမကြတော့စိတ်ရှုပ်ထွေးရင်းအချိန်လေးကုန်မှန်းမသိကုန်သွားခဲ့တာ။ နှစ်လလုံးလုံးအခန်းထဲပကြီးဆွေးနေရင်ကနေမုန်းချက်လာတာကတကြောင်နောက်ထပ်အကြောင်းကိစ္စတစ်ခုပေါ်လာတာနဲ့သူ့မမူမခကိုထွက်လာခဲ့တာမူမခကသူ့မအတွက်ဒုက္ခပုံမှာပဲဒီအခန်းကျကျလေးထဲမှာအခတဲ့မရှိဘူးပြတင်းပေါက်နားမှာအစာကြည့်စပွဲတစ်လုံးရှိတယ်အဲ့ဒီစာကြည့်စပွဲလေးကနေသူ့မစာထိုင်ဖက်ရင်အပြင်ကိုငေးလေးရှိတယ်ဥယျင်ကျဲကို လမ်းမြင်ရတာမို့စိတ်ကြည်လင်စေတယ်အခန်းနံရံတစ်ဖက်မှာကတ်ထောင်ထားတဲ့အမွေရနဲ့အရခင်တွေက သူမလာမယ်ဆိုတာကိုအမေကြီးသိနေလို့မနက်ကမှဗီဒီယိုတွေကနေထုတ်ပေးကြမှန်းသူမသိတာပေါ့ဒီအဲ့ရခင်တွေက သူမအတွက်တီးတံဖေးပေးထားတာဒီအခန်းကို သူမရဲ့အခန်းလို့တရားဝင်သတ်မှတ်ပေးတာမို့အခြားဘသူမှနေခွင့်မရှိ သူမပြန်လာမှတော့ဖွင့်ထားတာအမေကြီးသူမအပေါ်ထားတဲ့တန်ရုံးစင်ကြိုးတွေပေါ့ဒီလင်းဝင်ဝင်ပြူပါပူပူရဲ့အတန်းချောင်းအတွင်းနေချေတာကိုရုတ်သိမ်းလိုက်ပြီးပူပူစီအာယုံအပြည့်အဝလွှဲလိုက်တယ်။ဝင်လာခဲ့ပူပူ အယက်ခင်းနဲ့ခေါင်းအောင်ဆောင်လေးကိုပွေ့တယ်လာပြီးအခန်းလေးကိုဝင်လာတဲ့ဖူးဖူးကိုသူ့မှာကြည့်လိုက်တယ်ဖူးဖူးကိုကြည့်ရတာအမှုမပြေသေးတဲ့ပုံအယက်ခင်းတွေကိုအခန်းတောက်မှာစုပုံချလိုက်ပြီးဖူးဖူးကြုံကြုံလေးထိုင်ချလိုက်တယ်သူ့မှာကဖူးဖူးအတွက်ဝယ်လာတဲ့အထုပ်တွေကိုယူပြီးဖူးဖူးရဲ့အရှိမထိုင်လိုက်တယ်ဖူးဖူးအတွက်တိလင်းအဝတ်အစားအသစ်တွေဝယ်လာတယ် ဖူဖူကဝမ်းသာအားရနေ။ဟာအတော်ပဲတီလင်းရဲ့ဖူဖူလည်းအစ်စ်လိုချင်တာနေ။အင်းတော့တီလင်းကဖူဖူလိုချင်တာဝယ်ပေးတယ်နော်။ဖူဖူဘက်ကလိမ်မာဖို့နဲ့တက်ကတော်ကိုတနေ့တတန်းအောင်ဖို့လိုတယ်ဆိုတာသိရဲ့မလား။ဖူဖူသိပါတယ်တီလင်းရဲ့ဖူဖူစားလည်းပုံမှန်လောက်ပါတယ်။ဖူဖူကညံကောင်းတော့စားလိုက်နိုင်တယ်။တက်ကတော်တတ်တော့လည်းကျူရှည်ယူမလားဆိုတော့မယူဘူးတဲ့။ဖူဖူမှပြောစရာဆိုလို့အဆောင်ကနေနည်းနည်းလှထွက်ချင်တာနဲ့စိတ်ကစားတတ်တဲ့အရွယ်ရောက်နေတာပဲရှိတာပါ။ အမေကြီးတို့ကစိတ်ပူတာကစိတ်ပူတာပေါ့ဒါပေမဲ့ဖူဖူကိုအဲ့ဒါလိုအကြက်ကင်တွေလို့မရဘူးဆိုတာသူမသိတယ်ဖူဖူကအချော့ကြိုက်တယ်ငင်းငင်းတတလေးပြောရင်ရပါတယ်သူမဖူဖူကိုကင်တွေနိုင်ဖို့ကြိုးစားရပါဦးမယ်ဖူဖူကအဝတ်အစားတွေကိုချိပြီးပျော်နေရကနေတည်လဲဖူဖူရဲ့အတန်ကအလိုက်တန်ပါနေသူမပြန်မထူးပဲဖူဖူရဲ့မျက်လုံးကိုစိုက်ကြည့်တော့ဖူဖူကတီလင်းကပါလို့အမြဲတမ်းအချစ်ခံရတာလေ ဖူဖူကပြောနေရင်လည်းမျက်ဝန်းထဲကမျက်ရည်တွေဝဲကျလာပြီးငိုမလို့ဖြစ်လာတယ်။တအောင်ကြတော့မျက်ရည်တွေတလိမ့်လိမ့်နဲ့ပါရင်ပေါ်ကိုအကျဆင်းလာပြီးငိုပါလေရော။ဘာရီမြခန်းစားနေရတာလဲဖူဖူရဲ့။လေးလေးကလည်းဖူဖူကိုမချစ်ဘူးတဲ့တိလာတိလဲ။လေးလေးကဖူဖူကိုမချစ်ဘူး။ သူမထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ပြီဒီလောက်မြင်မြန်တော့တရားလိမ့်မယ်မထင်ထားတာအမှန်ပဲတောက်ထားတဲ့အချိန်နဲ့ပူပူရဲ့မျက်နာကနီတက်နေပြီးရှာကြည့်တငယ်ငိုနေတယ်ဒီလောက်ချစ်စရာကောင်းတဲ့ပူပူကိုဘသူကမချစ်ဘဲနေမှလဲသမီးရေလေးလေးတင်မဟုတ်တီလင်းတို့အားလုံးပူပူကိုချစ်တယ်လေ တကယ်လည်းပူပူကချစ်စရာကောင်းပါတယ်။မျက်လုံးလေးတွေဝိုင်းဆက်ပြီးအသာဖြူဖြူနှခမ်းပူပူနဲ့ကောင်းမလေးကတကယ်ကို ကြော့ရှင်လာပါပါတယ်။လှသေးကြွယ်တဲ့အရွယ်လေးဆိုတော့လိုချင်သူတွေဝိုင်းဝိုင်းလေးနေမှလည်းသူမှသိပါတယ်။အဲ့ဒီလိုချစ်တာကိုပြောတာမဟုတ်ဘူးဒီလေးရဲ့ချစ်သူလိုအချစ်မျိုးနဲ့ပူပူကိုမချစ်ဘူးလို့ပြောတာ။ရှူတူတူမမေကြီးကြားသွားရင်တီလင်းတို့နှစ်ယောက်စလုံးမလွယ်ဘူးရဲ့။အဲ့ဒီအခါမှာပူပူကအတန်ကိုနှိမ်ပြီး ပူပူလေးတီလင်းရဲ့စေပုံပုံရဲ့တပုံလောက်အချစ်ခံရတဲ့ကံပါရင်ကျေနပ်ပါတယ်တီလင်းကိုအကုန်လုံးကဝိုင်းချကြတာပဲနော်ဖွားဖွားကြီးကြီးရောလေးလေးရောဥမရော အကုန်လုံးကချစ်ကြတာပူပူမြင်နေဖွားဖွားကြီးကြီးဆိုရင်လေပူပူကဒီခန်းလေးကိုလိုချင်ပါတယ်လို့ပြောတာကိုပူပူကလုံးဝမပေးဘူးတိလားပူပူကိုယ်ပိုင်အခန်းလိုချင်လို့ပူဇာနေကြောင်းအမေကြီးကသူမကိုပုံဆက်ပြီးလှမ်းတိုင်ထားပြီးပြီမို့တည်နေနေပြီးတာပါ ဒါပေမဲ့အဆောင်မှာကတယောက်တစ်ခန်းစီပေးဖို့မဖြစ်နိုင်သလိုကိုပိုင်အခန်းတွေရဲ့နောက်ဆက်တွဲဖြစ်လာနိုင်ခြေရှိတာတွေကိုအမေကြီးကသူမထိန်နိုင်လို့ဟောတိုက်အခန်းနဲ့မိန်းကလေးတွေကလေးတယောက်တစ်လုံးစီနဲ့နေရတယ်။သူမငယ်စဉ်ဘဝကအဲ့ဒီလိုနေခဲ့ရတာပဲ။ဒါပေမဲ့သူမကအပြိုဘဝဝင်တဲ့အရွယ်မှာမနေခဲ့ရဘူးတော့ပူပူရဲ့ခံစားချက်ကိုမသိတာလည်းဖြစ်နိုင်တာပဲ။ပူပူလေးတီလေးရဲ့စေပုံပုံတပုံလောက်အချစ်ခံရတဲ့ကပ်ပါရင်ခြေနဲ့ပါတယ် ပူပူတမိဘာရီလျှောက်ပြောနေတာလေပူပူလျှောက်ပြောနေတာမဟုတ်ဘူးတီလင်းရဲ့လေးလေးကပြောတယ်အချစ်ဆိုတာကိုလှုပ်ယူလို့မရဘူးတယ်ပူပူကိုညီမလေးတယောက်တည်းမပို့ဘူးတယ်တီလင်းကလည်းဘသူ့ကိုမှမချစ်ဘူးနဲ့တူပါတယ် တစုံတရာကြာသွားမှာဆိုတဲ့အလားတကားကိုလမ်းကြီးမိသေးတယ်။မတော်တဆများအခမ်းနာကနေတယောက်ယောက်ဖြတ်သွားခဲ့ရင်ဆိုတဲ့အတွင်နဲ့အခမ်းတကားပိတ်တာရဲ့လားဆိုတာစိုးထိန်မိသွားတာ။ပူပူကမူးနေတော့ပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလား။သူမခွဲခြားတတ်တော်ဘူးတင်နေ။အရင်လိုသူမကိုချစ်ကြယူတည်ရကောင်းမှလည်းမသိတော့ဘူး။ ဖူဖူလျှောက်ပြောနေတာမဟုတ်ဘူးတင်လေဖူဖူတယ်မဟုတ်ဘူးတဆောင်လုံးတည်တယ်အကိုကျော်သူရရောအထူးထမ်းမြင့်ရောအနောက်ပြီးစာချုပ်ဘူးဟိမန်အောင်တည်တယ်တည်လေဦးမိုင်းကိုအဖြစ်ပြက်ပေးလိုက်ပြီဆိုရင်ညကလေလေးလေးကဥယျာဉ်ထဲမှာတညလုံးထိုင်နေတာဘသူမှသွားမခေါ်ရဘူးဖွားဖွားကြီးကြီးတောင်စိတ်မကောင်းဖြစ်နေရတာတီလင်းကိုပြန်မပြောရဘူးလို့ပြောထားလို့တီလင်းပြန်မသိတာဖူဖူပြောမှပဲသူမရဲ့မျက်လုံးတွေပြူးကျွဲသွားပြီးပါဇက်ကနေတော့ဖခင်ကြမိမတဲ့ဖြစ်သွားခဲ့ရတယ် ပူပူကတော့အာသွက်နေပြီးရင်ထဲရှိသမျှအကုန်ပြောဖို့တားဆူနေတော့တာပဲတီလင်းကိုလေပူပူအမြဲတမ်းအားကြခဲ့ရတာလေးလေးကတီလင်းကိုဆိုအရေးတကြီးကြီးနဲ့ပူပူကိုကြည့်ပုံနဲ့လင်းလင်းကိုကြည့်ပုံနဲ့တူကိုမတူတာအော်ပူပူရဲ့အဲ့ဒါကတီလင်းတို့ကငငယ်လေးတွေက အတူတူကြီးပြင်းလာတာလေတယောစင်တွေကအနေထားမှမဟုတ်တာပူပူလည်းလေးလေးရဲ့လက်ပေါ်မှာကြီးလာခဲ့တာပဲလေဘာလို့ပူပူကိုကြာတယောစင်နေရတာလဲ ပြောရခက်တဲ့ပူပူကိုသူမဘယ်လိုရှင်းပြရမလဲမသိတော့ဘူးနောက်ဆုံးတော့အလေးတန်းမမနဲ့ပူပူအိတ်တော့သူမရဲ့အတန်းမမကိုကြားရတော့ပူပူဘာစကားမှပြန်မပြောပဲသူအိယာလေးကိုခင်းပြီးကွကွလေးအိတ်သွားလိုက်တာတချို့လေးပဲသူမကတော့တက်မြင့်ခါခါချပြီးပြတင်းပေါက်ကနေဥယျာဉ်ထဲကိုလှမ်းကြည့်လိုက်တော့တန်းပေါ်မှာရက်တထိုင်နေတာကိုတွေ့လိုက်တယ် ဥယျာဉ်တွေကိုည9နာရီကျော်ရင်တခြားသူတွေစိတ်ဝင်မရှိပါဘူး။ဒါပေမဲ့ရတနဲ့သူမကတော့ချွေချက်အနေနဲ့ဆင်းလို့ရပါတယ်။သူမဒီကိုပြန်လာတိုင်းညာဘက်ဆိုရတနဲ့တူတူထိုင်ပြီးစကားစမြည်ပြောနေကြနေရပေါ့။ဒီညာတော့သူမရတပြီးနာတော့ထိုင်ဖို့မဝင်သေးတာကြောင့်လှမ်းကြည့်နေုံပဲတက်နိုင်နေတယ်။ပူပူပြောခဲ့တဲ့စကားပဲကြားရောက်နေမိတယ်။ချန်ထဲမှာတညလုံးထိုင်နေရတဲ့လားရတရဲ့ ဘယ်လိုစကားလုံးတွေကိုရှာဖွေပြီးဖြည့်သိမ်းပေးရမလဲဆိုတာသူမမသိတော့ပါဘူးရတရဲ့အရှင်ထဲမှာရှိတဲ့အရာတွေကိုသူမရှာဖွေကြည့်ခဲ့တဲ့အချိန်တွေအများကြီးပါဒါပေမဲ့မတွေ့ခဲ့ဘူးအခုချိန်ရောက်မှာတော့အချိန်တွေအရန်နှောင်းနေပြီမဟုတ်လားမြင်မြန်လို့တော့တော်ကြတီလင်းလာလို့အစင်သိမဖြစ်သေးရင်အစုခံနေရအောင်မယ် ကျော်သူရာကစာအုပ်တွေနေရာမှန်မမှန်လိုက်စင်နေရင်းနဲ့ကျန်တဲ့သူတွေကိုလက်သတိပေးလိုက်တယ်။စာကြည့်တိုက်တဲ့ရတနဲ့ကလေးတွေတန်ရှင်ရေလုံနေကြတယ်။သူတန်းမြင်ကတော့ဟိမန်ဖတ်ချင်တဲ့စာအုပ်တွေကိုဟိမန်မမြင်အောင်ကြောင်းလေးကိုထားဖို့ကြံနေ။စာကြည့်တိုက်ကယောက်ျားလေးအဆောင်နဲ့မိန်းကလေးအဆောင်ကြားမှာတီချာအဆောက်အဦအနေနဲ့ရှိတယ်။ဘုံမခါတွေကိုဝင်လိုက်တာနဲ့တဲ့တဲ့မြင်ရတဲ့အဆောက်အဦကစာကြည့်တိုက်ပဲ။ညာဘက်အချမ်းကယောက်ျားလေးဆောင်ဘေးဘက်အချမ်းကမိန်းကလေးဆောင် ဝင်ဝင်ချင်းကအမြင့်ကျကျမှာတော့ဥယျာဉ်လေးတစ်ခုရှိတယ်။မိုးမခပင်တွေတန်းစီနေတဲ့မိုးမခဥယျာဉ်ပေါ့။ရတစာကြီးတိုက်တဲကနာယီကိုလမ်းကြည့်တော့အချိန်လေးနေပြီ။အလုံးလုံးနေခြင်းမိကလေးအဆောင်ဘက်ကိုလမ်းကြည့်ကစိတ်ကမပြောင်း။ပုံမှန်ဆိုသူမနုံနေပြီလို့တွေးမိတာနဲ့တပြိုင်နက်စိုးရင်စိတ်ကဝင်သွားတယ်။ဒီမကောင်လို့မထနိုင်တာလားဆိုပြီးလှုပ်လက်စအလုတ်ကိုဆက်မလုံနိုင်တော့ပဲမိန်းကလေးအဆောင်ဘက်ကိုရှောက်ထွက်လာခဲ့တယ် အဲ့ဒီအချိန်အဆောင်လဲကနေထွက်လာတဲ့သူမကိုဖျက်ခနဲမြင်လိုက်တော့ပတိချင်အောင်ဆောင်ပြီးစာကြီးတိုင်းဘက်ပြန်လာဖို့လုပ်ပြီးမယ်အချိန်မမီတော့ဘူးသူမမြင်သွားခဲ့ပြီမောနေယတာသူခတ်တီတီနဲ့သူမဘက်ပြန်လှည့်ပြီး မောနေလဲနိုးပြီလားသူမကယတစီလျှောက်သွားရင်နောက်ကျနေတာယတရဲ့ညာကတိတ်အိတ်မပြောလို့ယာတိဥရုကလည်းပို့ပူလာပြီးမဟုတ်လားဒီတခါစပါးရတီပြီးရင်ငါအေကွန်တက်ပြီးမယ်လေ ။ဒါမကြက်တဲ့ရတာအမြုပ်မာကနေရာတွေကျက်ပြီးလေကောင်းလေတန်းဝင်စရာမရှိလို့အဲကုန်မဖြစ်မနေတက်ကြရတာ။ဒီမာကမလိုဘူးတကားဖွင့်အဲ့ရင်လေတဖြူဖြူနေ။ရတာနဲ့သူမစာကြည့်လိုက်ပါအတူတူရှင်တွဲလျှောက်လာကြတယ်။အဲ့မပြောရင်ခြံနေစင်ခဲ့တာတော့မဟုတ်ဘူး။ရတာကရိုးရိုးသားသားပြောနေပေမဲ့ညာကဖူဖူပြောတာကိုပြန်ကြားရအောင်ပြီးရတာရဲ့မျက်နှာကိုမော်ကြည့်လိုက်တယ်။ရတာကသူ့မကိုပြုံးပြီးငုံကြည့်တော့သူ့မစိတ်မလုံးတလို့ဖြစ်ပြီးအကြည့်ကိုအချက်ချင်းလွှဲလိုက်တယ်။ ။ဇာတိတိုက်တဲ့မိန်းကလေးတွေရောအကြောက်ကြားလေးတွေပါအဆုံရောက်နေနေပြီ။ထူထမ်းမြင်တဲ့ဟိမန်က စာအုပ်လုနေကြတယ်။နေယောက်ျားဖြစ်ပြီးအကျင့်မယုံတဲ့ထူထမ်းမြင်ငါဖတ်ချင်တဲ့စာအုပ်ကိုနေဖွက်ထားတာမလား။ထူထမ်းမြင်ကစက်ပြေပြေနဲ့ယောက်ျားဖြစ်ရင်အကျင့်မယုံရဘူးဆိုတော့မိန်းမဖြစ်ရင်အကျင့်ရုပ်ရမယ်ပေါ့ဟုတ်လားဟိမန်။ထူထမ်းမြင့်ကလည်းစကနိုင်လူတဲ့နေရာမှာနှစ်ယောက်မရှိစာကြီးတိုက်တဲ့ကလူတွေကထူထမ်းမြင့်ရဲ့စကားကိုကြားတော့အကြီးကြပါလေရောဟေမန်ကမျက်နှာကြီးနေရဲက အချက်မကောင်းတဲ့အကောင်ဟေးဟိမန်အဲ့လိုမပြောရဘူးလေသူမစာကြီးတိုက်တဲကိုဝင်လာရင်ပြောတော့အကုန်လုံးညေကြသွားတယ်တီလဲမင်္ဂလာပါသူမကိုမြင်လာတဲ့ကလေးတွေအကုန်လုံးကနှုတ်ဆက်ကြတယ်မင်္ဂလာပါဒီနေ့မှပဲလူဆုံးတက်ဆုံးမြင်ရတော့တယ်ကဲဒီနေ့အတွက်စကားလက်ဆောင်ကိုဟိမန်နဲ့ထူးထပ်မြင်လို့ရဲ့ညှဉ်းခုံမှုတွေပဲစရရတော့မယ်ထင်တယ်အကုန်လုံးကဟေးဆိုပြီးအော်တော့ဟိမန်ကအကုန်လုံးကိုမျက်စောင်းလှည့်ထိုးတယ်သူမကဟိမန်ရဲ့အနားကိုသွားပြီးပကုန်းကိုဖမ်းလိုက်ရင် အားလုံးပဲကိုနေရမှာကိုတတ်တောင်တတ်တာထိုင်ကြစာကြည့်လိုက်တဲ့ကခုံလေးမှာအသီးသီးဝင်ထိုင်ကြတာကိုသူမကြည့်နေပြီးအားလုံးဤသားတကြဖြစ်မှာ အဲ့ဒီမှာအရောင်ပြီးထွက်သွားတဲ့စကားလေးယောက်ျားဖြစ်ပြီးအကျင့်မယုံနဲ့ဆိုတာလေးအဲ့ဒီစကားလေးကိုတေချာတွေးကြည့်ကြရအောင်ထူထပ်မြင်ပြောတာမှန်သားပဲသူကတော့ဘာရင်မဟုတ်ဘူးစကနိုင်လူချင်းစောနဲ့ဒါပြောလိုက်တာတကယ်တမ်းတော့အတိတ်ပဲတိတ်ရှိတာယောက်ျားဖြစ်ရင်အကျင့်မယုံရဘူးမိမဆိုရင်အကျင့်ရုပ်ဆိုတဲ့အတိတ်ပဲနော်ကဲတေချာစဉ်းစားကြည့်စမ်းအကျင့်ရုပ်တာမိမတွေပဲလို့ပြောလိုက်တယ်လို့ပဲမဟုတ်လား အကောင်လုံးကပြုံးစစ်စစ်ဖြစ်သွားတာကိုသူမှပြုံးကြည့်ပြီးတွေ့လားတွေ့လားမြမစကားနော်ကိုရှူကိုပြန်ပတ်ကြပဲဘယ်တော့ကဘလို့စမ်းတက်လာလဲမသိပါဘူးကွခွဲကြခွဲကြစကားတွေတီလင်းရဲ့အမြင်မှာတော့အချင်းရောက်တာယောက်ျားမိန်းမနဲ့မဆိုင်ဘူးလူနဲ့ပဲဆိုင်နေဒါကြောင့်ယောက်ျားဖြစ်ပြီးအချင်းမယုံနဲ့ဆိုးတဲ့စကားကိုမကြိုက်ဘူးအချင်းရောက်တဲ့ယောက်ျားတွေတပုံကြီးရှိတယ်လေဒီတကားတော့မိန်းကလေးတွေရှိကြတဲ့အလေပေါ့ ပါတယ်နောက်ထပ်ရှိသေးတယ်အယောက်ျားဖြစ်ပြီးကျွဲ့ဆောင်နေတာတော့မိမလုံးမိမရကောင်တို့ပြောကြတယ်လေယောက်ျားကြီးလည်းပါဖြစ်လေသူဘာသာသူကျွဲ့ဆောင်ခြင်းဆောင်းမှာပေါ့မိမရင်းနဲ့ပါဆိုင်တာမှတ်လို့မိမလုံးမိမရကလည်းအချက်မကောင်းတဲ့သူတွေကိုနှိမ်ပြောတာမဟုတ်လားဘယ်နဲ့အချက်မကောင်းတာနဲ့မိမလုံးမိမရအဖြစ်ရောလား ဒါကြောင့်ဒီလင်းကဒီနေ့မှာအားလုံးပူမကျင်တာကလူရဲလို့ဖြစ်လာရင်စိုးခြင်းကောင်းခြင်းကလူတအူးတယောက်တည်းအပေါ်မှာပဲအမှုတည်တယ်။ယောက်ျားဖြစ်နေလို့မိန်းမဖြစ်နေလို့ဆိုတဲ့မတူညီတဲ့လိန်ပေါ်မှာမတက်ရောက်ဘူးဆိုတာကိုသိချာလေးသိစေချင်တယ်။နောက်ဆိုရင်စသည်ဖြစ်စေနောက်သည်ဖြစ်စေအဲ့ဒီမတူညီတဲ့လိန်တွေကိုနှိမ့်ချမပြောမိစေဖို့လိုတယ်။အားလုံးကအတွေ့ကိုစီနဲ့ညီကြသွားတဲ့အချိန်ရတားကကဲဟုတ်ပါပြီမတွေ့ပြတဲ့နှစ်လအစားအချက်ချင်းကိုမေးပြန်ဆွဲရပါမယ်နော်တီလင်းကတားတို့ကိုပြစ်ထားတာ သူတမ်းမြင်ကအခက်သွက်သွက်ဝင်ပြောတယ်။ဟိမန်ကကြာပြက်ပြီးတီလေတပီးဖက်ချင်တဲ့စာအုပ်ကိုသူတမ်းမြင်ကဖွက်ထားတယ်။သူမှသူတမ်းမြင်ကိုတစ်ချက်ကြည့်လိုက်တော့သူတမ်းမြင်မနေတတ်တော့ပဲ။ဖွက်ထားတာမဟုတ်ပါဘူးတီလေ။ဒါစာအုပ်စင်ရှင်ရင်နဲ့သူ့ဘာသာသူအနောက်ရောက်သွားတာ။ပြန်ပေးလိုက်တငယ်ချင်းကိုသူတမ်းမြင်ကစာအုပ်စင်အနောက်မှာဖွက်ထားတဲ့စာအုပ်ကိုယူပြီးသူမစီကံပေးတယ်။သူမစာအုပ်နာမည်ကိုဖတ်ကြည့်တော့ဆီယမမဟောစီရဲ့အမေကိုပြောဖြစ်သောစကားများဆိုတဲ့စာအုပ် စာအုပ်နာမည်ကိုမြင်တော့သူမရှင်နဲ့နေငနေဖြစ်သွားတယ်။ဒါပေမဲ့ဟမ်မပြတ်ဟိမတ်စီကမ်းပေးလိုက်တော့အလံယူနေတယ်။ဟိမတ်ရဲ့လက်တွေကတုံနေတယ်။သူမမသိချင်အောင်ဆောင်လိုက်ပြီးကလေးတွေပန်းလေကကဲကဲမနေ့ကတီလင်းရောက်တာနောက်ကြတော့စာအုပ်ထုတ်ကြီးမဖောက်ရသေးဘူးမလား။အခုအဲ့ဒီစာအုပ်ထုတ်ကြီးဖောက်ပါတော့မယ်။အရင်စာအုပ်တွေကိုရောနေသားတကြပြင်ဆင်ထားရလား။ပြင်ဆင်ထားပါတယ်။ ကျတူရန်ကအစာကြီးလိုက်တောင်းမှာထောင်ထားတဲ့ဆာလာအိတ်ကြီးတအိတ်ကိုချမ်းပြီးသူမရဲ့အရှိကိုယူလာတယ်။သူမရန်ကုန်ကပြန်လာတိုင်းအစာအုပ်တွေဝယ်လာတတ်လို့ကလေးတွေကဒီလိုနေ့ကိုတကူတကမြုံနေကြတာ။ဒီတခါတော့ဒီလင်းအခြားစာအုပ်တွေထက်အင်္ဂလိပ်ရုပ်ပြကားတွန်းတွေပုံမြင်တွေနဲ့သင်္ချာညာဇန်ဗဟေရီတွေပဲရှာလာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အကူကနွေရာသီကျောင်းပိတ်ရမလား။အင်္ဂလိပ်စာနဲ့သင်္ချာတိုးတက်အောင်လုပ်ရမယ်နော်။ဒီလင်းကမနှက်ပြန်စုပြန်မှာမို့လို့ နေ့ပြန်ပြန်မယ်ဆိုတဲ့အတန်ကြာတော့ရတကသူမကိုလမ်းကြည့်တယ်။သူမတိပေမဲ့မတိချင်အောင်စောင့်နေလိုက်တယ်။ပူပူကရတကိုလမ်းငင်းနေပြီးမျက်ရည်တွေဝကျလာတာကိုကျော်သူရလမ်းမြင်လိုက်တော့အသက်ပြေချရုံမှကျပါသူလည်းမကြနိုင်ခဲ့ဘူး။ည9နာရီထိုးပြီးမှဥယျင်ထဲမှာဘယ်သူမှမရှိတော့ဘူး။ရတနဲ့သူမအနှုတ်ဦးတဲ့ဂျမ်းမော်မှထိုင်နေတယ်။ရတကသူမပြောတာကိုတိတိကျကျနားထောင်ပေးနေတယ်။ သူမပြောပြနေတာကိုဘာတခုမှအကြပြတ်ဝေဖန်ခြင်းမရှိပဲလေးလေးနက်နက်စဉ်းစားနေတယ်။သူမရဲ့စကားဆုံးတာကိုစောင့်ပြီးမှလေအရင်ပြောနေတဲ့အချိန်ငါပထမဆုံးတွေ့မိတာကနေ့ရက်ခရီးစဉ်ကျန်တဲ့အိမ်မက်တွေပါညာကိုခဏတာအောင်ဒီခရီးစဉ်မှာနေ့ကိုစိတ်ချရပါမလားဆိုတာပဲငါတွေ့ကျန်တာကမတွေ့ဘူးငါ့ကိုဘသူမှတယောက်တည်းမလွတ်တာကိုသိတယ်ဒါကြောင့်မမီတို့ကိုတပတ်လောက်မုံမခကိုပြန်မယ်ဆိုပြီးထွက်လာတာပေါ့ ရတားကတခုခုကိုစဉ်းစားလိုက်ပြီးကိုမိုင်းဝေရောဒီကိစ္စသိလားသူမှအလန့်တကြားနဲ့ခေါင်းခါလိုက်ခါဟင်အဲသူသိလို့မရဘူးသူကဒါမျိုးတွေအယုံအကြည်မရှိဘူးရတားကမျက်မှောင်ကျုပ်လိုက်ပြီးငါကရောအယုံအကြည်ရှိတယ်လို့ထင်လာလေသူမှဘာမှပြန်မပြောပဲရတားကိုစိုက်ကြည့်နေလိုက်တယ်အဲဒီတော့မှရတားကငါပြောတာကနင်သူ့ကို ပြောပြသိနေလို့ရတားသူမှတူတူလေးခေါ်လိုက်ပြီးသူကနင်မဟုတ်ဘူး ရတထန်ကနေဘာစကားတမထွက်မလာခဲ့ဘူး။သူမှတပြင်းချလိုက်ပြီးတချို့နေရာတွေမှာသူနဲ့ငါအတော်လေးကိုမတူညီဘူး။ဒါနဲ့များနေပါလို့ကိုမိုင်းဝေကိုရွေးချယ်ခဲ့သေးတယ်။ရတရဲ့အတန်ကတူတူလေးလှုပ်ခန်းနေထွက်သွားတယ်။သူပြောတာမှားသွားပြီဆိုတာသိလိုက်ပြီမဲ့အချိန်ကလွန်သွားခဲ့ပြီ။သူမရဲ့မျက်နှာမှာနားလေရခတ်တဲ့အမှုအရာတွေဖြစ်သွားတာကိုရတမြင်လိုက်ရတော့ရင်မဆိုင်နိုင်ပဲမျက်နှာလွယ်ဖို့အကြိုးစားတယ်။ရတ ူမရဲ့ခေါ်တန်းကိုရတပြန်မထူတန်းကိုကင်ထားတဲ့ရတရဲ့လက်တွေကမတိမတားလေးတုံရင်နေတယ်သူမချိန်တဲ့မျက်နာနဲ့တက်ချက်ပြုံးလိုက်ပြီငါအသက်30ရှိပြီအတီတကြားနဲ့မိသားစုဘဝလေးကိုတိဆောက်ခြင်းနဲ့ငါအိမ်အောင်ပြုရမယ့်အသက်အရွယ်ရောက်နေပြီရတလူတယောက်ကိုထိုင်ဆောင်နေဖို့ဆိုတာမဖြစ်သင့်တော့ဘူးမလားဒီတပတ်အလုံယုံမအလုံများနေလို့ငါဘလုံးမလူခွဲထားခဲ့လို့မရဘူးလေကြိုပြောမယ်ဆိုရင်တော့ကြော်တူရကိုလွှဲထားခဲ့လို့ရမယ် အခုအချင်းသိရတော့ငါလည်းဘလို့စီစဉ်ရကောင်းမှမသိဘူးဖြစ်နေတာရတားကစကားလမ်းကြောင်းကိုတိတိတတ်တာပဲလွှဲလိုက်တော့သူမလည်းဘာမှမဖြစ်တယ်လို့ပဲနေရင်စိတ်မပူပါနဲ့ဟာငါအခုလိုပြောပြတာကအနစ်ကိုလိုက်စေချင်လို့မဟုတ်ဘူးငါယုံကြည်ရတဲ့သူကိုငါလုံးမဲ့အရာပြောပြခဲ့ရုံပဲတကယ်တမ်းလည်းဒီခရီးကိုငါတယောက်တည်းလွတ်လွတ်လပ်လပ်သွားချင်တာအေးမကိုတော့နင်းဆက်သွယ်ထားရဲမဟုတ်လားသူမကောင်းခါရင် ဟဲ့အေးမဆက်သွယ်ထားဘူးငါဘာသာငါအရင်သွားမယ်နောက်တော့မှအေးမကိုဆက်သွယ်လိုက်မယ်နေတိတဲ့အချိန်အေးမကငါလာမယ်ဆိုတာသိရင်အနောက်ကနေတကောက်ကောက်လိုက်ပြီးအဖွားကြီးလိုလိုက်ပြောနေတော့မှရတားကသူမရဲ့စိတ်ကူးကိုနားလဲပေးမယ်စိတ်ပူတာကြောင့်အေးလေးရေနေကတော့ကြီးလာလေလေချိန်လို့မနိုင်လေးပါလားငါလည်းမပြောပြတတ်တော့ဘူးနေအေးမကိုတော့တေချာဖို့ဆက်သွယ်စီခြင်းနဲ့ အင်းမငါတရရဲ့နေ့ရဲ့နေပြီးရဆက်သွယ်မှာပါသူ့ဟိုတယ်မှာငါမတဲချင်ဘူးအရာအားလုံးကို့အစီအစဉ်နဲ့ကိုပဲသွားမယ်တခုတော့ငါကိုဂရိပေးပါရတားကို့မိုင်းဝင်နဲ့အေးမဖုံးဆက်ခဲ့ရင်မသိဘူးလို့ညင်ခိုင်းရင်ညင်ခိုင်းဒါမှမဟုတ်အကြောင်းပြချက်တခုခုပြောခိုင်းမလို့မလားရတားရဲ့လက်မောင်းကိုသူ့မမနာအောင်လှမ်းရိုက်လိုက်ပြီတွေ့လားငါဘာပြောမယ်ဆိုတာနေသိပါရဲ့ ကဲမနက်အစောကြီးကာကွင်းကိုတော့ငါလိုက်ပို့ပေးပါမယ်လေအမေကြီးကိုညကလေးကကတော့ချအောင်မဟုတ်ရင်မနက်အစောကြီးငါတို့နဲ့အတူတူလိုက်ထနေရအောင်မေနေလဲဆော့ဆော့နားတော့လေနှစ်ယောက်သားဂျမ်းပေါ်မှာထိုင်နေရကနေထားလိုက်ပြီးအဆောင်လေးကိုကိုစီပြန်ဝင်ချမလို့ပြင်ရဲ့ရတားကတခုခုကိုတတိယသွားလို့ပြပါအောင်နေလက်ပတ်ကိုအမေကြီးကဒါမျိုးချနှုတ်လုံးနေငါကိုတစ်ဆက်လေးတောင်မပြောပြခဲ့ဘူးသူမကညာဘက်လက်ကိုကမ်းပေးလိုက်တော့ရတားကလက်ပတ်ကိုစိတ်ဝင်တစားကြည့်နေတယ် လက်ပတ်ကျူအပျော်လေးတစ်ခုရဲ့အလဲမှာကြောက်စရာအလုံးလေးတစ်ခုပါတယ်လပတ်ကိုတေချာအနီးကပ်ကြည့်နေပြီးရီမောနေတဲ့သူတို့နှစ်ယောက်ကိုမိကလေးအဆောင်ရဲ့ပြတင်းပေါက်ကနေဖူဖူတယောက်ငေးကြည့်နေတာကိုသူမတို့သတိမထားမိလိုက်ကြဘူး